ဒါလေးကတော့ wireless chromecast ရဲ့ packaging ဘူးပုံစံလေးပါ main ပစ္စည်းကတော့ဒီ wireless chromecast လေးဖြစ်ပါတယ် TV မှာ join မယ်ဆိုရင်ဒီ chromecast ရဲ့ HDMI ခေါင်းကိုတုံးရမယ် TV ကဘယ် TV ဖြစ်ဖြစ်ရတယ်စမတ် TV လည်းရတယ်လို့ရိုးရိုး TV လည်းရပါတယ် TV မှာ HDMI အပေါက်ပိုင်းရပါပြီအဲ့တော့အခုနောက်က chromecast ရဲ့ဒီ HDMI ခေါင်းလေးကို TV ရဲ့ HDMI အပေါက်မှာ join လိုက်ပါမယ် ဒိုင်းဘူးပါပြီကျွန်တော် TV မှာကဘာမှပေါ်လာအောင်မဟုတ်သေးဘူး။ဒါကြောင့်မလို့အခုနကနော်ဒီ join ထားတဲ့ဒီ Android Joe လေးရဲ့တစ်ဖက် USB ခေါင်းလေးကိုအသုံးပြုပြီးတော့ပါဝါပေးရပါမယ်။အဲ့တော့ဒီ USB ခေါင်းလေးကိုကျွန်တော် TV မှာ USB ပေါက်ပိုင်း USB ပေါက်မှာထိုးဒါမှမဟုတ်ဖုန်းအတွင်းခေါင်းနဲ့ join လိုက်လည်းရတယ်။ဒါဆိုတော့ Chromecast လေးကပါဝါရလာပြီးတော့ TV မှာဒီလိုအပြတ် screen လေးပေါ်လာမယ်။ဒါဆိုတော့ဖုန်းနဲ့စပြီးတော့ချိတ်ဆက်လို့ရပါပြီ။ဒီဖုန်း gallery ထဲမှာက video တွေရှိပြီးသားဆိုတော့ gallery ထဲမှာ ဒါဖွင့်ပြီးတော့ offline ကြည့်လို့လည်းရတယ်ဒါမှမဟုတ်ကိုက gallery ထဲမှာ video မရှိဘူးဖုန်း internet ဖွင့်ပြီးကြည့်ကျင်တယ်ဆိုလည်းရတယ်ဒါမှမဟုတ် wifi internet ချိန်ပြီးတော့ online က video ကြည့်လည်းရပါတယ် video က download video ဆိုရင် download အတိုင်းပေါ်မယ်အလျား live video ဆိုရင်အလျား live အတိုင်းပေါ်ပါတယ်ပြီးတော့ဖုန်းတို့မဟုတ် tablet ကို TV နဲ့ချိတ်ဆက်ပြသွားပြီဆိုရင်ဖုန်းကအတန်က TV ကိုရောက်သွားပြီးတော့ TV မှာအတန်ထွက်ပါတယ်